ရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမြ Channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ဗတ်မအုပ်စုအနေနဲ့တော်တော်ကချင်ပြည်နယ်စစ်ရဲတရင်နဲ့ရင်စားခြင်းနဲ့အင်းဒေါ်နာမရှိတဲ့ KIA စခန်းတရှိရာ စနွန်းကုန်းမှာဒီစစ်ခွေးတွေကနေမှထုစစ်ဆင်လာတဲ့အတွက်ကြောင့်အခု3ရက်ဆက်တိုက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်မနေ့ကလည်းမနေ့9ရက်ကနေမှတိုက်ပွဲတွေပြင်းထန်နေတယ်အခုဒီဗမော်မှာကြတော့ စက်ခါခါနဲ့ဆက်တစ်မကြရှုံးဖို့ရအတွက်စစ်ခွေးတွေကမလုပ်လာတည်းဆိုတော့ KIA နဲ့ပူပေါင်းတော်လိုင်းရဲတွေကို drone ကနေမှရှင်းရှင်းလင်းလင်းနဲ့ထောက်လွှမ်းနိုင်ဖို့ရန်တွဲဆိုပြီးမှဒီစက်ခက27ရှေ့မှာရှိတဲ့ပြည်သူလူထုတွေရဲ့အိမ်တွေအဆောက်အုံတွေအားလုံးကို လေရင်နဲ့မီးလောင်ဘုံတွေချပြီးမှ ဒီအဆောက်အုံဒီကိုဖျက်ဆီးနေတယ်ဆိုတာသိရတယ်။ဆိုတော့ဒီနေ့စစ်ခွေးမင်းအွန်လိုင်းဟာအိမ်တလုံးမှမပိုင်ဘဲနဲ့ဒီအစိုးရတန်းရိုင်းမှာပဲကြီးလာခဲ့တဲ့အတွက်ကြောင့်အိမ်ရဲ့တံဖိုးကိုမသိဘူးပြည်သူလူထုဒီရဲ့အိမ်ဒီကိုအခုဘုံကျဲပြီးမှပျက်စီးတာမဟုတ်ဘူးရေရွယ်ချက်ရှိရှိနဲ့ဇက်ခခ27ရက်စခန်းရဲ့ရှေ့မှာရှိတဲ့အဆောက်အုံဒီကိုမီးလောင်ဘုံဒီနဲ့ချပြီးမှ ရှင်းလင်းနေတယ်ဆိုတာကိုသိရတယ်။ဆိုတော့စစ်ခွေးတွေနင်းတို့ကို အလွတ်တော်ထားမှာမဟုတ်ဘူးဆိုတာကိုနင်တို့မှတ်ထားပါเนาะပြီးတော့အခုဒီဘက်မှာကတော့ KNLA ရဲ့အောင်ပွဲတည်င်းတွေကိုနေ့စဉ်တိုင်းကြားရတဲ့အတွက်ကြောင့်အရန်ဝမ်းတာတယ်ထိုင်းနဲ့မြန်မာနယ်စပ်မှာရှိတဲ့ခမရ24ရီရောတခြားစခန်းတွေရောတိမ့်ပိုက်ခဲ့တာတွေအများကြီးရှိတယ် KNLA ရဲ့ အစွမ်းနေလဲနေတိုင်းညတိုင်းကြားနေရတာအမခံပါဘူးအားလုံးကိုအရန်ပဲကျေးဇူးတင်ဂုဏ်ပြုတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပြီးတော့နောက်တစ်ခုကတော့အခုတလောချင်းပြည်နယ်မှာဘုံကျေးတာမကြားရပေမဲ့မနေ့ကတော့ချင်းပြည်နယ်ကိုဘုံပြန်ထတ်ကျေးတယ်ဆိုတာသိရတယ်ဆိုတော့အခုကျမတို့မြန်မာနိုင်ငံမှာပြည်နယ်တီတီတိုင်းတီတီထဲမှာစစ်ခွေးတွေဘက်ကနေမှဘုံကျေးတိုက်ခိုက်နေတယ်ဆိုတော့ဒီခွေးတွေကိုဘယ်လိုပြောလဲ ဘာမှအထူးခြားတာတော့မရှိဘူးဆိုတော့ကျွန်တော်ပြည်သူတွေဒိဋ္ဌိထားကြပါကျွန်တော်တော်လာရဲကြီးကတော့စစ်ရဲထပ်ပြမတိုးမြင့်ဖို့ရအတွက်ရှိတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့ဆိုတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ FBNCC အစည်းအဝေးကိုမေလ6ရက်နေ့တုန်းကပြုလုပ်ခဲ့တယ်ဆိုတော့အကြောင်းကျွန်မမနေ့ကပြောခဲ့ပြီးဒီ FBNCC စီဝေးဟာကျွန်မတို့ရဲ့တော်လာရဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာဖြစ်တဲ့စစ်ခွေးတွေကိုတိုက်ဖို့ရန်အတွက်ဆွေးနွေးခဲ့တာဖြစ်တဲ့ဒါပေမဲ့ မနေ့ကမနေ့ကတော့ဒီအမြဲတမ်းလူမိုက်လိုလို gangster လိုလိုအစုလိုက်အပြုံလိုက်သွာလာလှုပ်ရှားပြမလူဒီကိုနော်ဖိအားတွေသွားပေးအင်အားတွေနဲ့ချိန်ချောက်နေတဲ့ TNL lady ဟာမနေ့က KIA ရဲ့တောင်ပိုင်းစစ်ဌာနချုပ်တပ်မဟာလေးရဲ့အောက်မှာရှိတဲ့တိုက်ရင်ရှစ်နင်းမြေ KIA ရဲ့လုံခြုံရေးစခန်းတစ်ခုကို in a 3 4ရာနဲ့လာပြီးတော့စခန်းတစ်ခုကိုရွှေ့ပေးဖို့ဆိုပြီးမှလာပြောတယ်တဲ့။အဲကစဉ်းစားကြည့်ကြเนาะဆိုတော့ဒီနေ့ TNLAD ဟာ FBNCC ထဲမှာလက်နက်ကိုင်ခုနှစ်ဖွဲ့ပါဝင်တယ်။အဲလက်နက်ကိုင်ခုနှစ်ဖွဲ့ထဲမှာ TNLAD လည်းပါတယ်။ဆိုတော့အခုအစည်းအဝေးကိုမေလ6ရက်နေ့မှာလုပ်ခဲ့တယ်။မနေ့ကဆိုလို့ရှိရင်9ရက်ပဲရှိသေးတယ်။အခု9ရက်နေ့မှာကျတော့ KIA ရဲ့လုံခြုံရေးစခန်းကိုရွှေ့ပေးဖို့ဆိုပြီးမှ gangster လို့လို့အောင် in our အလုံးရင်းနဲ့ပြန်လာပြောပြန်ပြီဆိုတော့ဒီနေ့ကျမတို့ဒီ TNLD ကိုဘလို့နားလည်ပေးရမလဲเนาะမင်းလက်လေးရဲ့နေတုန်းကလုတ်ခဲ့တဲ့ဒရင်းစာရှင်းလင်းပွဲထဲမှာ TNL ရဲ့ဘူကြီးတပါလကပါပြောသွားလဲ KIA ဘ ਹੁ လူကြီးတွေနဲ့ TNLAD ရဲ့ဘ ਹੁ လူကြီးတွေကတနစ်တခါတွေ့ဆုံဖို့တော့ရှိတယ်ဒါပေမဲ့စစ်ရဲနိုင်ငံရဲတွေကြောင့်မဆွေးနွေးနိုင်ခဲ့လို့အောက်ခြေမှာဖျို့ဖျက်ဖြစ်တယ်လို့ပြောတယ်ဆိုတော့ အခုနင်တို့ကဒီလိုမျိုးဖျို့ဖျဲဖြစ်တယ်ဆိုတာနင်တို့အပေါ်ပိုင်းကသိပဲမယ်ဒီလိုမျိုးအောက်ခြေကဒီလိုလှုပ်တယ်ဆိုတာကနင်တို့ကိုယ်တိုင်မလှုပ်ခိုင်းဘူးဆိုလို့ရှိရင် အောက်ခြေမှာလှုပ်ဆရာအကြောင်းမရှိဘူးစစ်တပ်ဆိုတာဟာအထက်ကအမိန်ကိုအောက်ကစစ်သားတွေကလိုက်နာရမှာဖြစ်တယ် TNLA စစ်တပ် 3400ရာလောက် KIA လုံခြုံရေးစခန်းကိုလာပြီးမှစခန်းကိုလာရွှေ့ခိုင်းတယ်ဆိုတာကအထက်ကမရှုခိုင်းဘူးဆိုလို့ရှိရင် အောက်ခြေစစ်သားတွေရွှေ့ဖို့လာပြောမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့စစ်သားတွေကနင်းတို့ရဲ့အထက်အမိန့်ကိုနာခံလို့ပဲလာလို့တယ်။ဒါမှမဟုတ်လို့ရှိရင်နင်းတို့ TNLAD ရဲ့ဖွဲ့စည်းပုံဟာ အောက်ကစစ်သားတွေကအပေါ်ကလူတွေနဲ့အဆက်အသွယ်မရှိဘူးလို့ပြောတာလားငတို့ KIA တွေနင်တို့ TNLD ကိုစစ်ပညာတင်ပေးခဲ့တဲ့အခါမှာဒီလိုမျိုးကြတော့မတင်ပေးခဲ့ဘူးနင်တို့ကိုတင်ပေးခဲ့တော့ကအောက်ခြေကစစ်သားတွေဟာအထက်ကအမိန်ဒီကိုတင်နန်းထဲမှာပြောတဲ့အခါမှာတသက်လုံးနာခံဖို့ရအတွက်တင်ပေးခဲ့တယ်။စစ်တင်နန်းတင်ခဲ့တဲ့အခါမှာနင်တို့ကိုတနက်ပြစ်ကြီးပဲငါတို့မတင်ပေးခဲ့ဘူး။စစ်အုပ်ချုပ်ရေဘလို့လောက်ရတယ်ဆိုတဲ့အစား ငရုတ်တင်ပေးခဲ့တယ်နော်ဆိုတော့ဒီနေ့ကျမှနင့်တို့ကဘဟုလူကြီးတွေဆွေးနွေးဖို့မလုပ်နိုင်တဲ့အတွက်ကြောင့်အောက်ကလူတွေကဒီလိုမျိုးထင်ရဆိုင်နေကြတယ်လို့ပြောတယ်ဆိုတော့ထင်ရဆိုင်တာကိုနင့်တို့သိနေတာနဲ့ဘာကြောင့်မို့ထိထိရောက်ရောက်ဖြည့်ရှင်းတာမျိုးပြစ်ဒဏ်ပေးတာမျိုးဘာကြောင့်မလုပ်ခဲ့တယ်လဲဆိုတော့အခု FBNCC အစည်းအဝေးကို6ရက်နဲ့မှ လုပ်ခဲ့တဲ့ဥစ္စာကိုအခု15ရက်နဲ့မှ KIA ဒီလုံခြုံရေးစခန်းတစ်ခုကိုလာရွှေ့ခိုင်းနေဆိုတာဟာလွန်သလားမလွန်ဘူးလားဒီနေ့ကျွန်တော်တို့ KIA ဒီချမ်းမြောက်ကထွက်ပြီဆိုလို့ရှင်နင်တို့အစ်ခွေးတွေကမတာပေါ်ပြီလောက်တာမှတ်ကြဆိုတော့အခု FBNCC ထဲမှာပါဝင်တဲ့လက်နက်ကိုင်အဖွဲ့အားလုံးနဲ့အဆင်ပြေတယ် တယုံနဲ့တောင်အဆင်ပြေတယ်အခုနင်းတို့ဘသူနဲ့အဆင်ပြေနေတယ်လဲနော်နင်းတို့ရဲ့မိုက်ရိုက်မှုဒီဟာတော်တော့ပြီးနားတင်ပြီးလို့တော့ထင်တယ်နော်ဒီချက်ပေါ်များသွားပြီဆိုလို့ရှင်တော့နင်းတို့ဟာငရုရဲ့တာသမီတွေမဟုတ်ဘူးနင်းတို့ဟာငရုရဲ့တွေးသားတွေမဟုတ်တဲ့အတွက်ကြောင့်တီးခန့်ချင်းဆိုတာဟာသူ့ရဲ့ limit နဲ့သူ့ limit ရှိတယ် အတီးခန့်ချင်းကုံသွားပြီဆိုလို့ရှိရင်နင်တို့ဘဝတဘာပြောင်းသွားနိုင်တယ်ဆိုတာလေနင်တို့စဉ်းစားကြည့်ကြခဏနဲ့ကြာလို့ရှိရင်စစ်ခွေးတွေပေးထားတဲ့နတ်တုံနတ်ဆာမှာနင်တို့မတာပေါ်သွားမယ်လို့အဲ့လိုပဲပြောချင်တော့တယ်။နော်သတိထားကြပါတော်ယုံတန်ယုံပညာမဲ့တာကိစ္စမရှိဘူးလူဆိုတာဟာတင်ညာတစ်ခုနဲ့ပဲအသက်ရှင်တာမဟုတ်ဘူးပညာဆိုတဲ့တဘာဝဉာဏ်ပညာနဲ့လေနင်တို့အသက်ရှင်ကြပါလို့ပဲပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်တဲ့ရင်တပုတ်အနေနဲ့ကတော့ ကျတော့အားလုံးသိတဲ့အတိုင်းပဲတော့အောင်ဆန်းစုကြည်ကို ပြည်သူတွေကိုကယ်ဆယ်တဲ့အခါမှာတုံးပြုတ်ဖို့ဆိုပြီးမှဝယ်ထားတဲ့ရဟိုင်ရင်နဲ့ပတ်သက်ပြီးတော့အကလီမှုဆိုပြီးမှထောင်ချထားတာဖြစ်တယ်ဆိုတော့ဒီနေ့တော့အောင်ဆန်းစုကြည်ဟာပြည်သူတွေရဲ့ဒုက္ခတွေကိုကယ်ဖို့ရအတွက်အစိုးရတစ်ခုအနေနဲ့ရှစ်ရဲကိုစဉ်းစားပြီးတော့ရဟိုင်ရင်ကိုဝယ်ယူခဲ့တယ်ဒါကိုစစ်ခွေးတွေကအကလီမှုနဲ့ထောင်ချထားတာဖြစ်တယ်ဆိုတော့ဒီနေ့တော့အောင်ဆန်းစုကြည်ဟာဒီရဟိုင်ရင်ကြောင့်အကလီမှုဆိုတဲ့မတရားအမှုတစ်ခုနဲ့ ထောင်ချနေတဲ့အခါမှာဒီအကလိမှုနဲ့သက်ဆိုင်တဲ့ယဟယင်ကို ယူလိုက်တဲ့စစ်ခွေးတွေကအကလိမှုနဲ့မဆိုင်ဘူးလားအပင်ထက်အသီးဟာပိုပြီးမှအစိတ်ပြင်းပါတယ်နော်ဆိုတော့အကလိမှုကိုအစခဲ့တယ်လို့ပြောတဲ့ဒေါ်အောင်ဆန်းစုကြည်တောင်ထောင်ချခဲ့ရင်အခုဒီအကလိမှုဖြစ်တဲ့ဒီဟယင်ကိုစက်ခံနေတဲ့စစ်ခွေးနင်းတို့ဟာအကလိမှုနဲ့မညှိစွန်းဘူးလားပြည်ထောင်စုဥပဒေလို့ခေါ်တဲ့ ဒီ2008ဥပဒေဟာနင့်တို့အတွက်တုံးလို့မရတဲ့ဥပဒေတစ်ခုလားနော်ဒါကြောင့်အမြဲတမ်းပြောတယ်မြန်မာနိုင်ငံမှာတကယ့်စစ်မှန်တဲ့စံနှုန်းပေတာနဲ့ကိုက်ညီတဲ့ဥပဒေမရှိဘူးလိုရာတုံလက်တလုံးကြာဥပဒေပဲရှိတယ်လို့ပြောတယ်နော်ဆိုတော့ဒီလေရင်ကြောင့်ပဲတော့အောင်ဆန်းစုကြည်ဟာအကလိမှုနဲ့ထောင်ချခဲ့တယ်ဆိုလို့ရှိရင်ဒီဟရင်ကိုဆက်ခံတဲ့နင်းတို့စစ်ခွေးတွေကဥပဒေနဲ့မညှိစွန်ဘူးလားဆိုတဲ့ဥစ္စာကို နော်ပြောချင်တယ်ဆိုတော့ဒီဥစ္စာလဲကြွားတိတ်တော့ရှင်းရှင်းဝဲဝဲမပြောချင်ဘူးခွေးဆိုတော့လည်းတိတ်ပြောရတော့ခက်တာပဲနော်ဆိုတော့အခုကျွန်တော်တို့နောက်တရင်တပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုအရင်နားထောင်ကြည့်ရအောင်နော်သူကဒီနိုင်ငံရေးနဲ့ပတ်သက်လို့မူဝါဒတော်တော်ကောင်းတယ်ပေါ့ဗျာပြောရင်တော့ဒီဘက်ကရန်ကုန်တက္ကသိုလ်မှာအကြောင်းဆင်းခဲ့တဲ့လူဆိုတော့လေရှော့တော်တော်များဘူးပေါ့နော်ဆိုတော့ရန်ကုန်တက္ကသိုလ်ကသင်ရတဲ့ပညာရှင်နဲ့ KIU ကသူပဲ့ကင်ထိကြောင်းတော့ဆိုတော့ရန်ကုန်တက္ကသိုလ်အကြောင်းဆင်းကြီးပေါ့နော် ဆိုတော့ဒါရအခုကွယ်လွန်သွားပြီဆိုတော့လေသူအသက်82ခန်းနဲ့မှကွယ်လွန်သွားပြီဆိုတော့ကျွန်တော်ဒီနေရာမှာ KIU ခေါင်းဆောင်တီးတီးကိုမေးချင်တယ်ခင်ဗျားတို့လည်းသတိပြီနော်ဥက္ကဋ္ဌကြီးဆောင်ဟာရာလည်းသိသွားပြီသူဘာရသွားလဲသူမိသားစုချမ်းသာသွားမယ်ကြွယ်ဝသွားမယ်ဒါပေမဲ့သူတို့လိုချင်တယ်ဆိုတော့ Federal Democracy ပြောင်းစုကရသွားလားတနက်ကင်ပြီးတိုက်လို့ရသွားလားတနက်ကင်တိုက်လည်းမရဘူးနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမှပဲရတယ်ဆိုတော့ပြောစီချင်တာပါတေးသေးချာချာဆွေးနွေးရင်လူတို့ကိုတက်တည်ထားပြီးတော့ဆွေးနွေးရင်လူတို့ကိုပုံထားပြီးတော့ တရားဝင်ကိုယ်ဆွေးနွေးချက်ကိုလည်းပေါ်တင်ထုတ်ပြန်ပြောရတဲ့အပြန်လမ်းတို့တဲ့ဆွေးနွေးရတဲ့ဆိုရင်မရစရာအကြောင်းမရှိဘူးတတိရှိရင် open လုပ်ပြီးတော့ live လုပ်ပြီးတော့ဥက္ကဋ္ဌတွေအကုန်လုံးတက်လာခဲ့မင်းဥက္ကဋ္ဌဘူးဥက္ကဋ္ဌဥက္ကဋ္ဌကုန်တက်ဒီဘက်ကဘုဇုံကြီးမရအောင်လားထိုင်အကုန်ထိုင်ပြီးတော့ကဲပြောငါတို့ဘာလုပ်လဲဖြစ်နိုင်တာဒါဖြစ်တင်တာဒါဖြစ်နေတယ်တို့တောင်းဆိုတာ over ဖြစ်မှာမဖြစ်လက်ရှိပဂရိရှိတဲ့လွဲချော်မလွဲချော်အမှအဖြစ်တော့ကောအဲ့ဒါအရေးချင်းပဲအခုကအခု69နဲ့တေဝရတယ်သူပါရတယ်ဘာမှမရဘူး तू လိုက်သားမှတေတယ်သူနာရေးကိုဘသူကမှလိုက်ပို့ဖို့ ဟောင်းဖြစ်တော့ဘာကြောင့်လဲဆိုတော့သူကလူတစုရဲ့ခေါင်းဆောင်ဖြစ်သွားတယ်ကချင်ပြည်နယ်မှာပွင့်တယ်ပန်းကချင်တွေအတွက်ပဲမွေးပြန်တယ်ဆိုရင်လူစုတွေပဲသုံးဝင်တဲ့ပန်းတပွင့်ဖြစ်မယ်တိုင်းပြည်လုံးကိုမွေးပြန်ပဲပြန်နဲ့တင်းပြန်ခဲ့မယ်ဆိုရင်တော့ခမရတိုင်းပြည်လုံးလေးစားရတဲ့ပန်းတပွင့်ဖြစ်မယ်အမနဲ့ကမေ15ရက်နေ့မှာ KIO ဥက္ထဟောင်းလညာဇွန်ခရာကွယ်လွန်သွားတယ်ဆိုတော့သူနဲ့ပတ်သက်ပြီးတော့အခုဒီဘောမကပြောလေဆိုတော့အခုသူသေးသွားခဲ့ပြီသူလိုချင်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုရနိုင်ခဲ့သလားဆိုတော့လည်းမရနိုင်ခဲ့ဘူးပေါ့နော်။ကြံနေခဲ့တဲ့မိသားစုတွေကတော့ချမ်းသာတယ်။ဒါပေမဲ့သူတို့လိုချင်ခဲ့တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုလက်နက်ကင်ပြီးမရဘူး။ နိုင်ငံရဲနဲ့ပဲရနိုင်တယ်ဆိုတဲ့ဥစ္စာကိုပြသွားတယ်ပြီးတော့အခု KIO ကောင်းဆောင်တွေလည်းပဲเนาะတယောက်ပြီးတယောက်အခုသူပြောသွားတယ်သူတို့လည်းအသက်ကြီးပြီးတည်သွားမယ်ပေါ့เนาะဆိုတော့ကျတို့ KIA ကြီးပဲတည်သွားတာမဟုတ်ဘူးကဘာပေါ်မှာအသက်အရွယ်မရွေးတင်းကြိုင်းတဲမှာမိခင်ရဲ့ဘိုက်သေးကနေမှမမွေးသေးတဲ့ကလေးကနေမှအသက်တရာကျော်ထိလူတွေအားလုံးကတည်ကြတာကြီးပဲတင်းကြိုင်းဆိုတာဟာလူအသက်အရွယ်မရွေးဘဲနဲ့တည်သွားကြတယ် လက်နက်ကင်ပြီးတော့ Federal Democracy ကိုမရရှိဘူးစပွဲပေါ်မှာအုတ်ကထတဲ့အကုံထိုင်ပြီးမှကျတော့ကျတော့အုတ်ကထတဲ့အကုံလာရတယ်နော်ပြီးရင်ဘူချုပ်ကြီးမင်းအွန်လိုင်းလဲရှက်မှာထိုင်လို့ပြောတယ်သူတို့ရဲ့စကားပြောလို့ရှင်ဒါရီပဲเนาะဟိုတနေ့တုန်းကလည်း NCA နဲ့ပတ်သက်တဲ့ခါလေးပြောခဲ့ပြီးပြီအော်လက်နက်ကိုင်းတဲ့တော်လန်ရဲတွေရဲ့ ခေါင်းဆောင်ကြီးရဲ့နာမည်ကိုသူတို့ကဘယ်တော့မှတလေးတစားနဲ့မခေါ်ဘူးနာမည်နဲ့ပဲသူတို့ခေါ်ချင်တယ်ဘိုးချုပ်ဆိုလဲဘိုးချုပ်နော်ဘုံမိုးဆိုလို့ရှိရင်လည်းဘုံမိုးအဲ့လိုမျိုးလုံးဝမခေါ်ပေးဘူးတစ်ဖက်ကိုစကားပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ယာတူးနဲ့လေးလေးစားစားနဲ့စကားပြောပေးရတယ်ဆိုတော့အခုကျွဲတော့ကျွဲတော့အဲ့လိုမပြောဘူးဘုံမိုးချုပ်မင်းအောင်လိုင်းကလေးလာထိုင်ပါလို့ပြောတယ်အဲ့လိုမျိုးထိုင်ပြီးမှဆွေးနွေးမယ်ပြည်သူလူထုဒီကိုတိုင်တယ်ပြီးမှဆွေးနွေးတယ်ဆိုလို့ရှိရင်တောင်းဆိုတယ်ဆိုလို့ရှိရင် ငင်းချမ်းရဲကိုရကိုရမယ်တောင်းလို့ရှင်လည်းပဲเนาะလိုသာချက်ပိုအောင်မတောင်းပါနဲ့လို့ပြောတယ်ဆိုတော့ဒါတွေကမယွင်းတော့ခံယူချက်မယွင်းတော့ပြောဆိုချက်ဖြစ်တယ်2015အောက်တိုဘာလ15ရက်နေ့မှာ NCS အထုံးနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုခဲ့တယ်2015ဒီဇင်ဘာလ10ရက်နေ့မှာကျတော့လွတ်တော်ကနေမှအတည်ပြုခဲ့တယ်ဆိုတော့ဒီ NCS ချုပ်ဆိုတာဟာအခုဒီနှစ်အောက်တိုဘာလဆိုလို့ရှိရင်နှစ်20တိတိပြီးသွားပြီဆိုတော့အခုနင်းတို့ဘာမှမဆွေးနွေးကြသေးဘူးလား တိုင်းပြည်ထဲမှာကိုယ့်ရဲ့တိုင်းရင်းသားအချင်းချင်းထဲမှာတောင်မှနှစ်နှစ်ဆယ်တာအောင်ဆွေးနွေးနေခဏတော့ကသူပြောတယ်အားလုံးလာ live တီလွင့်ပြီးမှလူရာထက်ပိုအောင်မတောင်းဆိုကြနဲ့ပြီးရင်ပြီးသူဒီကိုတိုင်းတယ်ပြီးမှ live လွင့်ပြီးမှဆွေးနွေးပါလို့ပြောတယ်ဆွေးနွေးတယ်ဆိုလို့ရှင်တော့ရကိုရမယ်လို့ပြောတယ်ဆိုတော့အခါမှာခဏတော့ကပြောသလိုနင်းတို့တောင်းဆိုတာဟာလူရာထက်ပိုအောင်မတောင်းဆိုနဲ့လို့ပြောတဲ့စကားဟာ ဒီနေ့ငါတို့တိုင်းရင်သားတွေဘသူကိုတောင်းဆိုရမလဲတိုင်းရင်သားဆိုတဲ့စကားနဲ့ပတ်သက်ပြီးတော့လဲပြောချင်တယ်အခုကျွန်မရဲ့ comments ထဲမှာလည်းအများအားပြောတယ်တိုင်းရင်သားတွေအောင်မြင်တာကိုမြင်လို့ရှိနေကျွန်တော်လည်းပမာပဲလက်ခံတယ်အဲတိုင်းရင်သားတွေပြောလို့ရှင် ကျွန်တော်တို့လည်းပြောတယ်လို့ဒီလိုမျိုး comment စီကျမလုံးဝမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျမကတိုင်းရင်သားအနေနဲ့ခံယူပြီးတိုင်းရင်သားအရေးကိုလုံနေတဲ့အတွက်ကြောင့်တိုင်းရင်သားမဟုတ်တဲ့သူနဲ့ဘယ်တော့မှကျမစကားမပြောချင်ဘူး။ နော်ကိုကဗမာ ဖြစ်တယ်ဆိုလို့ရှိရင်တော့တိုင်းရင်သားဆိုတဲ့စိတ်သက်ကိုခံယူရမှာဖြစ်တယ်ဗမာဟာတခြားတော့တိုင်းရင်သားကိုကောင်းဆောင်ဖို့ရန်အတွက်ရှိလာတဲ့လူမျိုးမဟုတ်ဘူးနင်တို့လို့ရတဲ့ပုံမှန်တောင်းဆိုလို့မရဘူးဆိုတဲ့ဥစ္စာကိုသူပြောသွားတယ်เนาะဆိုတော့ဒီနေ့ကျမတို့ဘု து စီမမပို့အောင်လဲမတောင်းဘူး တောင်းဆရာလည်းမလိုဘူးလူမျိုးတိုင်းထဲမှာဒီနေ့အကျွတ်တော့ကချင်ဆိုလည်းကချင်ပြည်နယ်ရှိတယ်၊ကရင်ဆိုလည်းကရင်ပြည်နယ်ရှိတယ်နော်အဲ့ထဲမှာလူမျိုးအသေးလေးတွေညံ့နေတယ်ဥပမာအခုကျမတို့ကချင်ပြည်နယ်မှာဆိုလို့ရှိရင်အထူးသဖြင့်ဂေါ်ရခါလူမျိုးတွေရှိတယ်ဆိုတော့သူတို့တွေလည်းကျွတ်တော့ကချင်ပြည်နယ်မှာရှိတယ်မြန်မာပြည်ဘွားလူမျိုးတစ်မျိုးဖြစ်တယ်ဒီလိုမျိုးပဲနော်ဆိုတော့ လူသားတဲ့ပေါ်အောင်မတောင်းနဲ့ဆိုတော့နင့်တို့ကငါတို့ကိုခွဲဝယ်ပေးတဲ့ကောင်းဆောင်တွေမဟုတ်ဘူး။နော်ဒါကြောင့်ဒီနေ့လက်လက်ကိုင်းပြင်းမှမရဘူးဆိုတာကို KIAD တီးဖို့လိုတယ်လို့ပြောတဲ့အခါမှာတဲ့ချက်နင့်တို့ဟာနော်ငါတို့ကချင်လူမျိုးတွေရဲ့ရပိုင်ခွင့်တွေကိုခွဲဝယ်ပေးတဲ့ကောင်းကြီးမဟုတ်ဘူးဆိုတာနင့်တို့သိပါဒုတိယချက်က KIAD တေတတ်တယ်လို့နင့်တို့စစ်ခွေးတွေလည်းတေတတ်တယ်ဆိုတာကိုလည်းမမဲ့နဲ့နောက်တစ်ခုကဘာလဲဆိုတော့ သူကပြောတယ်ကချင်ပြည်နယ်ပွင့်နဲ့ပါဟာကချင်ပြည်နယ်မှာပဲမွေးဖို့မဟုတ်ပဲနဲ့မြန်မာပြည်တို့ခုလုံးအတွက်မွေးချင်တယ်ဆိုလို့ရှိရင်မြန်မာပြည်မှာရှိတဲ့ပြည်သူတွေအားလုံးချစ်ဖို့အတွက်လိုအပ်တယ်လို့ပြောတယ်ဆိုတော့ဟုတ်ပြီဒီနေ့ကျမတို့ဒီ KIO ဥက္ကဋ္ဌဟောင်းဆုံးသွားတဲ့အခါမှာကချင်တော်လန်ရေးကောင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်ကချင်ပြည်နယ်မှာကျွတ်သူကမွေးနေတယ်နင်းတို့စစ်ခွေးတွေအကြောင်းပြန်ပြောမယ်အခုကျမတို့ဘေးနားမှာရေးထားတယ် နေဝင်းဆေစုနဲ့ပေါင်းများစွာသူအုပ်ချုပ်ခဲ့တယ်သူမသားပေါ်သွားတဲ့အခါမှာလူ30ပဲလာတယ်ဆိုတော့ဗမာတယောက်တည်တဲ့အခါမှာဗမာဘလောက်လာခဲ့တယ်လဲအခုကျမတို့ KIO အုတ်ထဟောင်းတည်သွားတဲ့အခါမှာကချင်ပြည်နယ်မှာပွင့်တဲ့ပန်းဟာကချင်လူမျိုးစုတို့ခုအတွက်ပဲမွေးတာကျင်နတ်တယ်အားရတယ်ဝမ်းသာတယ်အခုနင်တို့ရဲ့ဗမာကောင်းဆောင်ဖြစ်တဲ့နေဝင်းတည်သွားတဲ့အခါမှာနင်တို့ဗမာဘယ်နှစ်ယောက်လာခဲ့တယ်လဲ အခုကဘာကနဲ့တိမပြုတ်ထားတဲ့ထဲမှာလူ30ပဲလာခဲ့တယ်တဲ့နော်တန်းရွှေအခုတန်းရွှေမြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့မြန်မာပြည်မှာစစ်အာဏာကိုခိုင်ခိုင်မြဲမြဲလှုပ်ဆောင်ခဲ့တဲ့ဒီခွေမတည်သေးဘူးသူတည်လို့ရှင်လူပင်ယောက်လာမယ်လို့နင်းထင်တယ်လဲအာဏာနဲ့လာခိုင်းလို့ဘူကြီးတွေလာရင်လာလိမ့်မယ်တကယ်လို့သာနင်းတို့လာချင်တဲ့သူလာပါလို့ပြောလို့ရှိရင် တန်းရွှေရဲ့ကြံနေတဲ့မိသားစုတတ်ဖို့အတွက်ကျမတို့တော်လာရဲတွေလာရင်လာမယ်ကြံတဲ့သူဘယ်သူမှလာမှာမဟုတ်ဘူးဆိုတာမှတ်ထားတေးရဲမပြောနဲ့ပျော်ရွှင်မှုဖြစ်တဲ့သူ့ရဲ့တမီးမင်္ဂလာဆောင်ပွဲမှာနင်းတို့ခွေးမိသားစုကလွဲရင်ဘယ်သူကများဒီမင်္ဂလာဆောင်ပွဲကိုလာခဲ့တယ်လဲဒီနဲ့တန်းရွှေနန်းတော်လူမျိုးအိမ်မှာနေခဲ့ပေမဲ့သူ့ရဲ့အစည်းအဝေးဘယ်သူများမြင်နိုင်ခဲ့တယ်လဲနော်နင်းတို့ခွေးတွေနဲ့ အိမ်ဖော်တွေအလုတ်သမားတွေကတွဲရင်ဘသူအများသူ့စည်းစိမ်ကိုမြင်လို့လူရဲ့အာနာလူရဲ့အယတာလူရဲ့အကျွေးဝချင်းကိုလူလိုခံစားခွင့်နင်တို့ရှိကြသလားဆိုတော့အခုနေဝင်းသူတည်သွားတဲ့အခါမှာဗမာလူမျိုးကြီးရဲ့အထဲမှာ မွေးသလားကျတော့ KIO ခေါင်းဆောင်နော်လိမ့်ညောင်ဇုံခရာဟာကျတော့လူမျိုးစင်ဆက်တိုင်းမှာမွေးနေမှာဖြစ်တဲ့မြန်မာတပီလုံးမမွေးချင်နဲ့ကျတော့ကချင်လူမျိုး ထဲမှာမွေးနေဖို့အရေးကြီးတယ်เนาะဆိုတော့နောက်တစ်ခုကတော့ခဏတော့ကပြောလို့တန်းရွှေတွေအခုမယုံရင်เนาะပြိုင်မလို့တောင်ဖြစ်နေပြီမယုံရင်တန်းရွှေတေခိုင်းလိုက်လူပင်ရောက်လာမလဲနင်တို့နေပြည်တော်ဆိုတဲ့ခွေးအုပ်စုတွေနေတဲ့နေရာကခွေးတွေလာတာကလွဲရင်ဘဒူကများအာနာကိုကြောက်လို့ဖြစ်ရင်ဖြစ်မယ်ပြီးလို့ရှိရင်သူနဲ့ပနာစားတဲ့သူတွေလာရင်လာမယ် တကယ်မေတ္တာစစ်နဲ့ငရုရဲ့ခေါင်းဆောင်ကြီးတေသွားပါလားဆိုတဲ့စိတ်နဲ့လာတဲ့လူကတယောက်မှလာမှာမဟုတ်ဘူးဆိုတာကိုနင်တို့သိဖို့လိုတယ်အခုခွေးချဘူးမင်းအောင်လိုက်ချဘူးရုရှားကပြန်လာတဲ့အခါမှာမိုးချုပ်ချုပ်ကြီးအိမ်နောက်ဖေ့တကားကနေပြန်လာခဲ့တဲ့ခွေးချဘူးဘေးသွားလို့ရှိရင်လေဒီနေ့ကတော့ငရုရဲ့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ကြီးလာပါတယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဘသူကများကြိုးတာမြင်ဘူးတလားအခုနင်တို့အပြင်သွားလိုက်တယ် လုံချုံရဲ့အထက်ထက်နဲ့လေရင်စည်းတာတောင်လေရင်ပေါ်မှာလေရင်လုံချုံရဲ့ယူပြီးသွားရတယ်။ထိုင်းကိုသွားပါတယ်နော်မြန်မာလူမျိုးတွေသူ့ကိုမုန်းတယ်လို့ပဲထား။ထိုင်းလူမျိုးတောင်သူ့အိတ်တဲ့နေရာမှာတပိတ်လာမောက်တယ်။နော်ဆိုတော့အခုအဲ NUG ဒီဘက်ကနေမှဒီဘလာအာအင်တာဘိုကိစ္စဒီပြောလာတဲ့အခါမှာသူကြောက်လို့အိတ်ချင်းတောင်ရောက်နေပြီ။အိတ်ချင်းတိုင်ရင်လည်းမြန်မာပြည်ကိုပြန်သွားလိုက်တယ်။နော်ဒါကြောင့် ငါတို့ကချင်လိုမျိုးတွေမွေးတာကကုလိုမျိုးမှာမွေးနိုင်တဲ့တဲ့အခုနင်းတို့ခွေးတွေနင်းတို့ဗမာလူမျိုးထဲမှာမွေးနိုင်သလားเนาะဒါကြောင့်တိတ်ပြီးမှဆရာမလုံးနဲ့အရေးကြီးတာဟာကျတို့ကချင်လေခေါင်းဆောင်ဟာကချင်လူမျိုးကြားထဲမှာမွေးနေဖို့အရေးကြီးတယ်ကျတို့ကချင်လူမျိုးတွေရဲ့နှလုံးသားထဲမှာညှိသွင်းနေဖို့အရေးကြီးတယ်ပြီးတော့ဘသူကဂုံယူတယ်မယူဘူးဆိုတာထက်ကုလိုမျိုးတွေ ဂုံယူသလားမယူဘူးလားဆိုတာပထမအရေးကြီးတယ်ကို့လူမျိုးကကို့ကိုချစ်မှသူများကို့ကိုချစ်တာကို့ကိုကိုဗမာလို့ပြောနေတဲ့နင့်တို့ကိုလူဗမာတိုင်းရင်းသားတွေနင့်တို့ကိုချစ်သလားဆိုတာကိုစဉ်းစားပြီးမှသူများကိုလက်ညှိုးထိုးနော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ KIO ခေါင်းဆောင်တွေတည်တဲ့အခါမှာနစ်ဆရာလာမလို့နဲ့ဟုတ်ပြီနော်ဆိုတော့အခုကျွန်တော်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျက်တည်းတုံးတယ်မမွေးဖွားတင်တော့ဘုချောင်းဆိုင်ရဲ့တာကြီးအကြောင်းပြန်ပြောမယ် နော်ဒီလဲချိန်မြောက် လေလံတင်ပွဲကိုရှုံးခဲ့ပြီရှင့်နေဒီဘက်ကနေမှပညာပြိုင်ကြတယ်ပေါ့နော်အဲ့စားပါလေဆိုတော့အရင်တော့ကဆိုလို့ရှင်တော့အောင်ဆန်းဦးကနေမှလေလံဆွဲတယ်ဘလောက်နဲ့ဘလောက်လုံးမယ်ဆိုပြီးမှလေလံဆွဲတယ်အဲ့ချိန်မှာဒီဒေါအောင်ဆန်းစုကြည်ရဲ့ရှင့်နေဒီဘက်ကနေတော့ ကောက်ကွက်တယ်ဆိုတော့အခုဒီမေလ22ရက်နေ့မှာကျတော့အောင်ဆန်းဦးဘက်ကရှဲ့နေတွေကတော့အခုဒီဒေါ်အောင်ဆန်းစုကြည်ဘက်ကလူတွေကိုနင့်တို့ဘလောက်ဈေးနဲ့ရောင်းမလဲဆိုတာကိုပြောပါဆိုပြီးမှပြောမဲ့အချိန်ဖြစ်တယ်လို့ပြောတယ်ဆိုတော့အခုကဒေါ်အောင်ဆန်းစုကြည်ဘက်မှာရှိတဲ့ရှဲ့နေဒီဘက်ကနေမှတံဖိုးဖျက်ရမယ်လို့ပြောတယ်ဆိုတော့နားကိုမလဲတာကအောင်ဆန်းဦးရဲ့နင်းတလောက်ကြီးငတ်ပြက်နေလို့ရှိရင်လေပိုချော့အောင်ဆန်းကို ယူသေးတဲ့အနေနဲ့ဘိုးချော့အောင်ဆန်းကိုအလေးမြတ်ပြုတဲ့အနေနဲ့ငါကြွေးမယ်။နင့်တလကိုဘလောက်ကုန်တယ်လဲပြောလိုက်။နင့်မျိုးစုဖို့ရန်အတွက်ပက်ဆာမရှိဘူးဆိုလို့ရှိရင်ငါကိုပြောလိုက်။နင့်တည်တဲ့အချိန်ထိမျိုးစုဖို့ရန်အတွက်ငါပက်ဆာပို့ပေးမယ်။အခုနင်းရဲ့ အောက်တန်းကြတဲ့အကျင့်စာရိတကိုရဲ့နမကိုဒေါ်အောင်ဆန်းစုကြည်ဘယ်အဆင့်ရှိတယ်ဒါကိုမပြောနဲ့တစ်ချက်ကတော့ကိုရဲ့လွတ်လပ်ရေးဖခင်ရဲ့တမိဖြစ်တဲ့ဒုတိယအချက်ကတော့ဒေါ်အောင်ဆန်းစုကြည်ဆိုတာဟာမြင့်ရှိတဲ့အဖွားကြီးတစ်ယောက်ဖြစ်တယ်နော်အသက်အရွယ်အဖြစ်တော်၎င်းသူအသက်အရန်အိုနေပြီးအကျင့်စာရိတအဖြစ်တော်၎င်းသူ့ကိုယူတည်ရမယ့်အချိန်ဖြစ်နေပြီဒီရဲ့အချိန်မှာပေါလိုပေးစား တရဏတန်တော်မအောင်တဲ့ခွေးလိုပြီးဒီဘက်ကပါဇက်ကနေမှကိုယ့်ရဲ့နမကိုဒီလောက်အထိပက်ပက်ဆက်ဆက်ပြောတာတော့မနာကျင်တတ်တဲ့ရေထဲမှာနစ်တေရမဲ့တားနေရာထဲမှာမနစ်တေပဲနဲ့နစ်ရှင်နေတာကတော့တကယ်ကိုစက်တေတုံးတယ်လို့ပဲငါဒီလိုမျိုးဝေဖန်လိုက်မယ် နော်ဆိုတော့တံမလိုမှာရှိတဲ့နင့်အဖေမေဒီလေးလေယင်ကျိုးလို့တေတော့မယ်တကယ်လို့ဒါနင့်ကိုလေပြီးညစ်ပြီးမှဒါတတ်လို့ရတဲ့မျိုးဆိုလို့ရှိရင်နင့်ကိုတတ်ပြလိုက်ဖို့တော့ကောင်းတယ်ကဘာမှာနင့်အသက်မရှင်နေပိုအရှင်ပြေလိုက်မယ်လို့ပဲပြောမယ်နော်ကြက်တည်းတုံးတဲ့အောင်ဆန်းဦးနင့်နာမည်ကိုအောင်ဆန်းဆိုတဲ့စကလုံးတော်ထဲ့မနေနဲ့နင့်အဖေရဲ့မျက်နှာကိုနင့်ကဥမေတုတ်တယ်နင့်ရဲ့မျက်ခုံးမွေးတွေကြည့်လိုက်မျက်ခုံးမွေးတွေပါအကုန်ဖြူနေပြီတလောက်အိုနေပြီ ညိုဆို့ဖို့ပတ်စံလိုနေတလားအရှက်တရားမရှိဘူးကို့နေမထောင်ကပြန်လာလို့ရှိရင်နေဆရာမရှိအောင်နင်းလုပ်တယ်ဒုတိယချက်ကကို့ညီမကိုပေါ့လို့ပေးစားလော်ဘီဒီရဲ့ပါဇက်ကနေမှဆေးရဲတိုင်းထွာအောင်နင်းလုပ်တယ်ဘာသာရေးအဖြစ်တော်လကောင်အသက်အရွယ်အဖြစ်တော်လကောင်နင်းရစက်တေးကိုတုံးတယ်လို့ပဲဒီလိုပဲပြောမယ်နော် တိတ်မပြောချင်ဘူးကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့တော်လန်ရဲဒီရဲ့စိတ်သက်ကိုမလေးစားဘဲနဲ့ကိုမနေနိုင်ဘူးဒါကဘာလဲဆိုတော့အခုရန်ကုန်ကတော်လန်ရဲရဲဘော်ဒီကနော်တလုတ်တီရန်ကုန်မှာဒီလုံချုံရဲအထက်ထက်ချထားတဲ့ကြားကနေမှာ ။အိုထိန်ကွင်ကျေးရွာမှာတည်ဆုံသွားခဲ့တဲ့ကျောက်သူကျောင်းသားတွေကိုပုံဆောင်တဲ့အနေနဲ့လွဲအိတ်လေးတွေကိုလမ်းပေါ်မှာတင်ပြီးမှကဘာကနဲ့မြင်တာအောင်တရုတ်ဆောင်လုတ်ခဲ့တဲ့အတွက်ရန်ကျေးဇူးတင်တယ်။ဒီလိုမျိုးလုံခြုံရေးအထက်ထချထားတဲ့ကိုယ့်ရဲ့အသက်ကိုမနှမျောပဲကြောက်ရွံ့ခြင်းကိုတောင်းမှအူစားမပေးဘဲနဲ့ဒီလိုမျိုးတော်လန်ရေးထဲမှာပါဝင်တဲ့အတွက်ကြောင့်အခုရန်ကုန်မှာ ရှိတဲ့တော်လန်ရဲတွေကိုလုံးဝမချီးကျူးပဲနဲ့မလေးစားပဲနဲ့ကိုမနေနိုင်ဘူးเนาะနင်တို့ရဲ့လှုပ်ချက်ကတော့အင်မတန်မှမွန်မြတ်တဲ့အလုပ်ဖြစ်တယ်လို့အကြီးကနေပြောချင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်เนาะပြည်သူတွေအားလုံးစမ်းမပြောရှိကြပါစေ